အပမဆိုဇန်စစ်စမှုတစ်ခုအရဂါဇာမှာရှိတဲ့အချို့သောမြို့သမီးတွေဟာဒေသခံမျိုးသားများထံမှလိမ်ပိုင်းဆိုင်ရာမျှထုတ်ခံရတယ်လို့တွေးဆခဲ့ပါတယ်။ဤမျိုးသားများဟာအစားအစာငွေကြေးရင်အကူအညီပစ္စည်းများဒါမှမဟုတ်အလौက္ကံတွေကိုလဲလှယ်ပေးမယ်လို့ဂတိပြုကလိမ်ပိုင်းဆိုင်ရာလှုပ်ရှားများကိုတောင်းဆိုကြပါတယ်။အမျိုးသမီး6ဦးက၎င်းတို့ရဲ့အတွေ့အကြုံတွေကို AP တို့ပြောပြခဲ့ပါတယ်။၎င်းတို့ကအမည်မဖော်ဘဲပြောဆိုခဲ့ကြပါတယ်။အကြောင်းက၎င်းတို့ဟာကြောင်းကျွနေကြပါတယ်။၎င်းတို့ရဲ့မိသားစုတွေရဲ့တုံ့ပြန်မှုကိုကြောင်းကျွကြတယ်။ ပါဝင်ပါတဲ့သူအမျိုးသားများကိုကြောင်းညွှန်ကြတယ်။ထို့ပြင်ဂါဇာရဲ့ရှေးရိုးဆွဲလူအဖွဲ့အစည်းတွင်လိမ်ပိုင်းဆိုင်ရာနောက်ဆက်ခံရသူတွေကိုလူများကအထင်သေးတဲ့အတွက်ကြောင်းညွှန်ကြပါတယ်။အမျိုးသမီးတွေကအမျိုးသားများဟာ၎င်းတို့ထံမတူညီသောနှီးလမ်းမှဖြင့်ချီကာခဲ့တယ်လို့ပြောကြပါတယ်။အချို့ကဒါရိုက်ပြောဆိုကြတယ်ဥပမာမင်းကိုတီးခွင်ပေးပါဆိုတဲ့စကားမျိုးဖြင့်အချို့ကမူတွေ့ဝိုက်တော့တို့မို့ယင်ကြီးသောစကားတွေကိုအသုံးပြုကြပါတယ်ဥပမာ မင်းနဲ့လက်ထပ်ချင်တယ်ဒါမှမဟုတ်တနေ့ရသူသွားကြရအောင်ဟိုတဲ့စကားမျိုးဖြင့်အမျိုးသမီး၄ဦးကသူအမျိုးသားများဟာအကူအညီပေးရေးဝန်ထမ်းများဖြစ်တယ်လို့ပြောဆိုကြခဲ့ကြပါတယ်။ဒီအမျိုးသားများဟာအကူအညီမှတ်ပုတ်တင်စဉ်တွင်၎င်းတို့ဖုန်းနံပါတ်တွေကိုယူထားပြီးနောက်ပိုင်းမှာ၎င်းတို့ကိုအများထုတ်ရန်ဆက်သွယ်ခဲ့ကြပါတယ်။ပါလက်စတိုင်းစိတ်ပညာရှင်၄ဦးက AP တို့၎င်းတို့ဟာဤနည်းဖြင့်လိမ်ပိုင်းဆိုင်ရာအများထုတ်ခံရတဲ့အမျိုးသမီးတွေကိုကူတာပေးခဲ့တယ်လို့ပြောကြပါတယ်။တစ်ဖက်စီတစ်ခုကအလားတူ ဖြစ်ရများစွာကိုကင်တွယ်ခဲ့ပြီးအချို့ဖြစ်ရတွေကအမျိုးသမီးများကိုယ်ဝန်ရခဲ့ကြတယ်လို့ဆိုပါတယ်။လေပိုင်းဆိုင်ရာအများထုတ်မှုနဲ့နောက်ဆက်မှုဟာကာကွယ်ရေး PSEA ကွန်ရက်ကလွန်ခဲ့တဲ့နှစ်တွေမှာဂါဇာမရှိရဲ့လူသားချင်းစာနာမှုအကူအညီများနဲ့ဆက်စပ်တဲ့လေပိုင်းဆိုင်ရာနောက်ဆက်မှုနဲ့အများထုတ်မှုဖြစ်ရ18ခုကိုလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ဖြစ်ရအားလုံးကအကူအညီပေးရဝန်ထမ်းများဒါမှမဟုတ်အကူအညီဖြန့်ဝေမှုနဲ့ဆက်ဆက်သူများပါဝင်ပါတက်ခဲ့ကြပါတယ် မြို့သမီးရေရဘူဌာနနဲ့ကုလသမဂ္ဂအဖွဲ့အစည်းများနဲ့လက်တွဲလှုပ်ဆောင်နေတဲ့ BSEA ခုနှစ်အပါအဝင်လူအခွင့်အရေးနဲ့အကူအညီပေးရေးအဖွဲ့အစည်း6ခုက၎င်းတို့ကအကူအညီဖြန့်ဝေရင်းနဲ့ဆက်စပ်တဲ့လိမ်ပိုင်းဆိုင်ရာနှောက်ယှက်မှုဆိုင်ရာဖြစ်ရတွေကိုတရှိထားကြောင်းအတည်ပြုခဲ့ပါတယ်။လူအခွင့်အရေးဆော့ဆော့ကြည့်မှုနဲ့ဟိပါသားကလူသားချင်းစာနာမှုအကြတဲ့များအတွင်းလူများဟာပုံမအားနယ်လာပြီးလိမ်ပိုင်းဆိုင်ရာစံဖို့များဟာမကြာခဏတိုးတက်လာတယ်လို့ပြောကြပြောခဲ့ကြပါတယ်။တောင်ဆူဒန် ကီနာဗန်ဒုတ်ဆိုကွန်ဂိုချာနဲဟေတီတို့မှာအလားတူဖြစ်ရတဲ့ပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။မြို့ရမီရဘူထနာရဲ့ညွန်ကြားရင်မူအမဆန်ကစစ်မဖြစ်မီကအီကေတို့ဖြစ်ရတွေကရှားပါခဲ့ပါတယ်။တနည်းလင်းတစ်ချိန်တမမို့နှစ်ချိန်ခန့်သာဒါပေမဲ့လည်း2023ခုနှစ်အောက်တိုဘာလမှာစတင်ကအီဖြစ်ရတွေကတည်တည်တတတိုးတက်လာခဲ့ပါတယ်။ ဣဇရဲကာဇာကိုပိတ်ဆို့မှုနဲ့အကူအညီများအပေါ်ကန့်သတ်မှုများဟာအမျိုးသမီးများစွာကိုမျောလင့်ချက်မဲ့တဲ့အခြေအနေကိုတွန်းပို့ခဲ့တယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ AP နဲ့စကားပြောခဲ့တဲ့အမျိုးသမီး6ဦးအနက်9ဦးက၎င်းတို့ဟာမျိုးသားများတောင်းဆိုမှုတွေကိုညှင်းပယ်ခဲ့ကြတယ်လို့ပြောပါတယ်။ဒါပေမဲ့စိတ်ပညာရှင်များက၎င်းတို့ကုသပေးခဲ့တဲ့အမျိုးသမီးအချို့ဟာထို့သောတောင်းဆိုမှုတွေကိုလက်ခံခဲ့ပြီးအချို့ကမူညှင်းပယ်ခဲ့ကြတယ်လို့ဆိုပါတယ်။ တားကောင်များစွာဟာအပြစ်ပေးခံရမိကိုကြောင်းကျွချင်းဒါမှမဟုတ်အဆက်ရမှာကိုကြောင်းကျွချင်းကြောင့်တိတ်ဆိတ်နေကြပါတယ်ဂါဇာဆေးရိုးဆွဲရင်ကျင်းမှုတွေမှာအိမ်တော်ပြပလေးဆက်ဆက်မှုဟာလူမှုရေးအရစိုးဝါတဲ့အကျိုးဆက်တွေကိုယူဆောင်လာပါတယ်မြို့သမီးတူဦးက၎င်းကိုမျက်ထုတ်ရန်စူးစမ်းတဲ့အမျိုးသားကိုဘယ်တော့အခါမှမတိုင်ကြားခဲ့သည်ဟုလည်းဆိုပါတယ်အကြောင်းမှာမြေတွေမှာ၎င်းကိုယုံမှမဟုတ်တယ်လို့အလုပ်တစ်ခုခုရရလိမ်ညာတယ်လို့လူတွေကစွပ်စွဲမိကိုကြောင်းကျွတဲ့အတွက်ကြောင့်ဖြစ်ပါတယ် ဂါဇာအကြတဲဟာဆိုရတဲ့အခြေအနေတစ်ခုကိုဖန်တီးထားပါတယ်။မျောလင်းချက်မဲ့မှုနဲ့လူအမှုများဟာအချို့သောအမျိုးသားများကိုစစ်ပွဲကြောင့်ပြိုကွဲပျက်စီးနေတဲ့လူအဖွဲ့အစည်းမှအမျိုးသမီးများကိုအများထုတ်ရန်ခွင့်ပြုနေပါတယ်။